ရွာတွေပေါင်းစုနေကျဲတို့သည်လှဲ့ကွက်သုံး၍နိုင်ငံကို အလွဲတကူသိမ်းယူနိုင်ခဲ့တော်လဲအင်းငင်းအောင်အုတ်ချုပ်ရင်အခက်တွေ့လျက်ရှိ၏ထို့ကြောင့်နိပိရိရဲ့တမျိုးကို အသုံးပြုကြသည်အုတ်ချုပ်ရေးလွယ်ကူစီရန်ရွာငယ်များကိုနှိဆက်ရာရွာကြီးများသို့လကောက်ရွာငယ်အချင်းချင်းလကောက်စုပေါင်းစီသည်ရွာပက်လေစုတဲ့ကြီးများကို နှစ်ထပ်ပြုလုပ်စေသည်စူးတက်နှစ်ထပ်ကြားကကင်းလက်ဆောင်ဆောင်နိုင်ရန်ဖြစ်၏ထိုနှစ်ကမြန်မာပြည်ကိုအင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနှစ်နှစ်အကြာ1249ခုဖြစ်၏ထိုစဉ်က အလောအကန်စီးပွားရေးအခြေအနေအရတင့်တယ်လို့စူပေါင်းတရှိနေကြသောဘောက်တော့ကုံကြီးတောင်ကုန်းရှမ်းကုန်းလေးရွာတို့ကိုလည်းငြိမ်ဝှက်ပြပြရေးအတွက် လင်းရင်ရွာသူပြောင်းရွှေ့စုပေါင်းစီကလင်းရင်ရွာကြီးတရွာတဲ့အဖြစ်အတိအမှတ်ပြုအုပ်ချုပ်ကြ၏စုတဲ့ကြီးများရွာပက်လေအမြင့်လက်ခုပ်တပောင်းအထူး၃၄တောင်နှစ်ထပ်ပြုလုပ်ကြရ၏စုတဲ့များအကြာမှကင်းလက်ဆောင်ချောက်ကြရ၏ဆံရအုပ်ချုပ်ရေးပိုင်းကမကြမကြလာရောက်စစ်စစ်စစ်ကြ၏အမိတ်မနာခံလင်းသို့မဟုတ် အမိတ်မနာကံဟုယူဆခံရလေတာဝန်ရှိသူကိုဖမ်းဤရွာကိုတန်တက်ဤမြမစင်းရဲသားတို့သည် စီးပွားရေးမကောင်းသည့်ကြားမှ သူတို့ကိုအခွင့်ဆက်လက်ဆောင်ထိုးဒဏ်ဆောင်ကြရသဖြင့်နလမထုနိုင်အောင်ရှိကြရတော့ဤကိုရင်ဆန္ဒသည်ထိုနှစ်ရွာကျောင်းသို့ပြန်၍ဝါဆိုသည် လင်းရင်ကျောင်းကြီးဆရာတော်အထံတရာနှင့်ဘီရင်တင်ယူသည်ဘီရင်ဘက်က တော်တော်ခရီးရောက်တော်လဲတရာကျန်းတင်ကြမှုခရီးမရောက်လတန်တိပိုင်းမှ ရှေ့မတိုးပေထိုစင်က တွေ့မြင်ခဲ့ရသောနေချဲတို့၏အပြုအမူကို ပြုံးရယ်ကအောက်ပါအတိုင်းပြန်လည်မင်းကြတော်မူလေသည်ပန်ချာစစ်သားတွေနေလှဲတဲ့အခါကြောင်နေတဲကြတယ်ဘိုလ်လုတ်သူကရွာသူကြီးတွေကိုခေါ်ပြီးရွာဆူယိုးနှိမ့်တယ်ပါးတယ်နဲ့အပြစ်တင်တယ် လူကြီးတွေကမနှိမ်ချောင်းထူတဲ့အကြောင်းပြောပြီးလိုက်ကြီးစစ်စေးရန်ပြောပြီးမှမရဘူးဘလောက်မြင့်မြင့်ဘလောက်ထူထူကျွန်ုပ်နှိမ်တယ်ဆိုနှိမ်တာပဲလိုက်ကြီးမနေနိုင်ဘူးလို့ပြောတယ်။နောက်ပတ်စံပေးမှပဲရွာစုရိုးကြီးမြင့်ပြီးထူသွားတယ်။နောက်အခြေအနေကောင်းသောအခါကုန်းကြီးနှင့်ရှမ်းကုန်းရွာတို့ကိုနေရာတို့ပြန်လဲရွှေ့ပြောင်းကြတော့လဲ။ ဘောက်တောင်နှင့်တောင်ကုန်းရွာတို့နေရာဟောင်းတို့မပြောင်းကြတော့ပြီ။နောင်တွင် ကုန်းကြီးရွာမှ အချို့သူတို့လင်းရင်ရွာဟောင်းကုန်းတို့ရွှေ့ပြောင်းနေထိုင်ကြသဖြင့်ရွာသစ်ဟုတွင်သည်ဘောက်တောင်သည် လင်းရင်ရွာမှအခွဲပြီးမသွားတော့လေဘောက်တောင်ဟုအမိကတိန်ကောမပြောက်သွားပြီ။လင်းရင်နှင့်တွဲ၍လင်းရင်ဘောက်တောင်ဟုထင်ရှားမြင်ထင်ရှား၏ဘောက်တောင်ဟု သုံးဆွဲခေါ်ရရှိတော်လဲပြုတ်ပက်တိနမိတ်ရှာ၍ပေါ့တော့ဟုသာခေါ်တင်ကြောင်းဆရာတော်အောက်ပါအတိုင်းဖွဲ့ဆိုထား၏အမေရိကဥရောပနှင့်အာရှအာဖရိလောကီကျမ်းလာလေးပြာတမိုက်ရင်းတိတိုက်တွင်ထိဆိုင်နန်းဆန်အယံကျွန်းပေါင်းထောင်သောမကလှက်ပက်ခါသည့်အာရှတိုက်ဝင်ပပင်ကရ နေလိုဝင်းလိုအလင်းကိုပြနိုင်သောမြမာတို့တိုင်းသခိုင်းစီရမဟာနာဂရမြို့မနေပိုင်းခရိုင်အပါမြောင်းမြတ်နာဝယ်တာယာတင်ဆန်းတောင်တန်းအညီဇလီပပဒပါရချေရင်မြေတလင်း၌နေခင်းညညာမဟာကာမပခါရဝိတိတ်ရှစ်အတိတ်ကနန္တိတေနဝိတူရမဟော အလောင်းတော်တရအထဲပြောင်စာနီပေါ့ညံမှုံတောက်တို့တိဆောက်နေရာပေါ့တော့ရွာဟုတင်ညာအနုတ္တဝိရူပဧကတိတိန်တိတ်နေတော့အချင်းချုံနီပစ္စည်းအယောင်လင်းပြောင်တရက်တကရပေါ်လွင်ထိုရွာတွင်၌အစင်ထာဝရနိဝါတမသွေးတည်နေကြသူ စင်ဖြူတရာ ဒါယကဒါယကမသူသည်ဗုဒ္ဓင်ကုရမာကအတင်းတည်င်းထင်ရှားမဆလရွာသားတို့ဗမာညညာတူကပေါင်းစုကြ၍ဤစာကိုဖတ်ပြသောအခါဘောက်တော့ကထင်အမေအဖြေစာတန်းအတွက်ရေးသောစာဖြစ်ကြောင်းမိတ်ဆိုပြီးကင်ခာယောစနအတိကျမ်းကိုရေးသောဥဒမတာမိနှင့်ဆရာတော်တို့က ြံစစ်သားလာစဉ်ဘောက်တော့အရသူရောက်သောအခါမိုးတော့ချင်းဖြစ်၍ထိုးရွာကိုမိုးတော့လင်းရင်အရသူရောက်သောအခါလင်းမြင်သောအချိန်ဖြစ်၍လင်းမြင်ခေါ်ကြောင်းပောရနာစကဟောင်းအရာဘောက်တော့ကိုမိုးတော့ဟုပြင်၍သုံးဆွဲကြသည်ကိုအချို့ကမကြိုက်အမိအရင်အတိုင်းကြိုက်ကြသဖြင့်ပေါတာဟုပြုတ်ပတ်ရှား၍ ရေးသားရာကြောင့်မိတ်တော်မူသည် သို့တော်ဆရာတော်သည်မိုးတော်ဟုသောအမည်ကိုသာနှစ်သက်တော်မူဟန်ရှိ၏ဘောက်တော့ကျောင်းပွဲကိုရေးသောအခါ၌မဟာဂါမီညာတိထအောင်တတင်းပေါသည့်မိုးတော်မီယထိုကာမဤပစ္စည်းမတိတာနောက်မြတ်နာတွင်စသည်ဖြင့်မိုးတော်အမည်ဖြင့်တုံုံဖွဲ့ဆိုထားပေသည်ကင်ခာယောဇနာတိကျမ်းကို ြုစုတော်မူသောဥဒမတာမိသည်ဘောတော်အမိကံအုံပြင်စုရက်ွက်၌1239ခုနှစ်တွင်ဖွားမြင်တော်မူ၏ရန်ကုန်မြို့ကျောင်းတော်ရာရွှေကျင်ဆရာတော်ကြီး၏တိုက်တွန်းချက်အရ ကင်ခာယောစနာတကြံရေးသားတော်မူသည်ရည်တွင်ကောင်းကြောင်းကြီး၌ကျောင်းတိုင်ပရဏနာယကအဖြစ်တည်င်းသုံးတော်မူသည်သည်နောက်အခါအောက်ပန်းတန်တော်သို့ ပြောင်းရွှေ့သတင်းသုံးတော်မူ၏ရန်ကုန်ကျောင်းတော်ရာရွှေကျင်ဆရာတော်ကြီး၏တပည့်ပြီးပြီးရွှေကျင်နိကာယဝင်ဖြစ်၏မန္တလေး၌ကျင့်ပပြုလုပ်သောရွှေကျင်နိကာယဂိုင်းလွန်းကျုပ်အစီအဝေးကြီးသို့တက်ရောက်ရန်ယထာဖြင့်ကြွလာစဉ်မိယထာဘော၌လွန်တော်မူသည်ကြောက်စင်မျိုး၌ရုတ်ကလက်ကိုပြစ်ဆောင်၍တကြိုကြရ၏ရွှေကျင်ဆရာတော်၏လင်းရင်ခရီး 1249ခုနှစ်၌ပင် ရွှေကျင်ဆရာတော်ဖျားကြီးသည်လင်းရင်ရွာသို့ကြွတော်မူလာသည်ဆရာတော်ဖျားကြီးနောက်မှလက်တစည်းဖြင့်ကပ်ပြရာများအပြုအစုပါလာကြသည်လင်းရင်ကျောင်း၌တီးခိုတော်မမူဘဲယခုကုန်းကြီးရွာဤမြောက်ဘက် တောရလောက်သောတဲကျောင်း၌စခန်းချရန်နာတော်မူသည် ရွှေကျင်ဆရာတော်ကြီးသည်ညနေအချိန်ကိုရင်ဆန္ဒတို့နေရာ လင်းရင်ကြောင်ကြီးတို့အလေအပတ်ကြွားရောက်တော်မူလာသည်ကျိုးစိုးဖူးမြော်နေကြသောဖုံးတော်ကြီးဥနရိန်ဒာနှင့်တပည့်တန်ခါတို့အားတန်လင်ပေါ်မှနေ၍တန်လင်လိုက်ကအဝတ်ကိုဖွင့်လက်ကြည့်ရှုကကြောင်းဝင်းအနေထားကိုအကဲခက်လျက်ဥနရိန်ဒာအကြောင်းက ပြန်ပြူတာယာပြီသားပေဟုနှုတ်ဆက်မင်္ဂလာစကားမိန့်ကြားတော်မူ၍မိမိတဲခိုရာတဲ့ကြောင်းတို့ ြန်ကြွတော်တော်မူသည်ရွှေချင်းဆရာတော်ကြီးသည်ညအခါမိမိစခန်းချရာတဲချောင်း၌တရားဟောတော်မူသည် လင်းရင်ပေါတော့နှင့်အနီးပါရွာများမှယဟန်တာမဏိများ တကားတကားမများသွားရောက်တရားနာကြသည်ကုန်းကြီးရွာကဥဖို့ဆိုတာအဲ့ဒီတုန်းက အသက်30လောက်ပဲရှိအောင်မယ်တရားနာအပြီးထမ်းရင်မတော့တော့ပါလို့ဆရာတော်ကြီးထံလျှောက်ထားဝင်ခံလိုက်တယ်နောက်ထမ်းရင်ပြက်သွားတယ်ကိုရင်ဆန္ဒသည် ရွှေကျင်ဆရာတော်ကြီးကိုဖူးခွင့်ရပြီးသည့်အချိန်မှစ၍နောက်တပံဖူးခွင့်ရရှိရေးကိုသာညှော်လင့်တောင်းတလျက်ရှိ၏ထိုတောင်းတချက်သည် မကြမီပြည့်၏အကြောင်းက မင်းကုန်းငွေတောင်တော်ရ၌တည်င်းသုံးလျက်ရှိသောဆရာတော်ကြီးကို လင်းရင်ဖုံးတော်ကြီးနှင့်အတူလိုက်ပါဖူးမြော်ခွင့်ရသောကြောင့်ဖြစ်ပေသည်ထိုစဉ်ကညအခါဝါယုံကြီးအနီးကမ္မထံကြောင်းကလေး၌တရားဟောတော်မူသောဆရာတော်ကြီးကို ူးတွေ့ရသည်မှာဘယ်အခါမှမေ့ပြောင်မရသော ကြည်နူးစရာအတွေ့အကြုံတစ်ခု ဖြစ်ရပေတော့သည်ကိလေသာငြိမ်းအေးအောင်တကယ်တမ်းအာထုတ်နေသူတာမနာတို့ကိုဖူးတွေ့ရသူတိုင်းသည်နှလုံးစိတ်ဝမ်းအေးချမ်းရမည်တာတကား